အားလုံးပဲမင်္ဂလာပါရှင်။ Mseli Talks New Channel ကနေကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့ဘိုင်းနိုင်ငံကရွေးချယ်ပေးတဲ့2024ခုနှစ်ရဲ့မြန်မာ့လှဆောင်အမှုပညာရှင်၅ဦးဇလန်တက်လေးတွေတပန်ခေတ်စားလာချိန်မှာတော့တသက်စလူငယ်အမှုပညာရှင်တွေကလည်းအပြိုင်ဆိုင်ပေါ်ထွက်လာပါတယ်။သို့တော့ဝိုင်းရင်အမှုပညာရှင်များဖြစ်ကြတဲ့နိုင်ငံကျော်မင်းသမီးတွေကတော့မင်းမိန်သားချင်းမရှိပါဘူးနော်။အင်ဒရာကျော်စင် ဆယ်စုနှစ်နှစ်ခုကြာယနေ့ချိန်ထိလှပ်ပါဆဲဖြစ်တဲ့မင်းသမီးကျော်အိနာကျော်စင်ကိုတော့အားလုံးကချစ်စနိုးနဲ့ဦးဝဲလို့ခေါ်ကြပြီးအကယ်ဒမီလေးဆုရှင်မင်းသမီးတအုပ်ဖြစ်ပါတယ်။ဦးဝဲဟာအလှပအပြင်စင်ပိုင်းမှာမက အလွန်ထူးချွန်သူဖြစ်တာကြောင့်အသက်၄၀ကျော်တဲ့ယနေ့ချိန်ထိကိုနှုတ်ပြောလှပနေဆဲပဲဖြစ်ပါရဲ့ရှင်။မိုးရီကိုအကယ်ဒမီဆုရဖို့အတွက်ထိုက်တန်သူဖြစ်ပေမဲ့အကြောင်းမျိုးမျိုးကြောင့်လွဲကဲရပေမဲ့မင်းသမီးကျော်မိုးရီကလည်းဒီစင်းမှာပါဝင်ပါရယ်နော်။ မိမိုင်နေတဲ့ fashion တွေကြောင့်ကြော်ကြားသလိုစွဲဆောင်မှုရှိရဲ့သူမရဲ့အလားကြောင့်ပြိဿအခိုင်မာရရှိထားတဲ့မင်းသမီးတလက်လေးဖြစ်တဲ့သူမပါဝင်တရုတ်ဆောင်ထားတဲ့တက်ခေါက်တရရုပ်ရှင်ဇာတ်ကားကြီးအားလည်း Academy အတွက်လက်တလောရှိပန်းစားနေပါတယ်ရှင်။ဝင်းမောင်ရွှေကြီးအရှိတအားရှာနိုင်ငံများစုကပါလေးစားအားကြရတဲ့မင်းသမီးချောင်းလေးကိတ်ကိတ်ကောင်းဝင်းမောင်ရွှေကြီးကတော့အေဂျင်မီချစ်စရာကောင်းလွန်တာကြောင့်ပြိဿအခိုင်မာရရှိထားသူလေးဖြစ်တဲ့ မကြသေးမီကပဲနိုင်ငံကျော်တရေတယောက်နဲ့လက်ထပ်ခဲ့ပြီးကြီးကျယ်စွာမင်္ဂလာခန်းနာတွေကို ပြုလုပ်ခဲ့တယ်။ပြုတ်ဆောင်ပိုင်နိုင်လုံးနဲ့ကိတ်ကိတ်ကတော့အကယ်ဒမီ စုများစွာကိုရရှိထားပြီးပါဝင်ထားသမျှရုပ်ရှင်ဇာတ်ကားတိုင်းဟာအောင်မြင်နေတာပဲဖြစ်ပါရဲ့ရှင်။ဖွေဖွေတမှုတိုးချောင်းလုံးနဲ့ fashion တွေကြောင့်လူငယ်ပရိသတ်တွေကြားမှာအရင်ဟော်နေတဲ့ဖွေးစိန်ကတော့တက်တူမင်းသမီးတက်လက်လေးဖြစ်တဲ့ခက်မိုက်မိုက်ဒီဇိုင်းတွေကိုအမြဲချပြတက်ပြီးအချိန်မင်းသမီးတက်လက်ပဲဖြစ်တဲ့ ကြာရဆရုပ်ကိုပိုင်နိုင်စွာတည်ဆောက်တတ်ပြီးအကယ်ဒမီသုံးစုကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ခင်ဝင်းဝါချစ်စရာကောင်းလို့နဲ့ခင်ဝင်းဝါကိုတော့ခေးလိုချစ်စနိုးနဲ့ခေါ်ကြပြီး2023ခုနှစ်မှာပဲအကယ်ဒမီတစုကိုထိုက်တန်စွာရရှိခဲ့တယ်။ယူတာကျိုးဆောင်အမှုပညာလမ်းကြောင်းပေါ်ရက်တီနေသူဖြစ်ပြီးကြာရဆရုပ်ကိုလည်းပြည်ပြင်စွာတည်ဆောက်နိုင်ကြောင်းပြည်သူ့ချစ်မင်းသမီးတအုပ်လည်းဖြစ်တယ်။ ဟုတ်ကဲ့ပါပြိတ္တကြီးခုပြောပြသွားတဲ့မင်းသမီးတွေထဲမှာဘသူကိုကြိုက်ဆုံးလဲဆိုတော့ကိုကွန်မန့်မှာရေးပေးခဲ့ပါအောင်နော်အဆုံးတရားပေးမှုအတွက်ကျေးဇူးတူတင်ရှိပါတယ်ပြိတ္တများအားလုံးကျန်းမာရှင်လွန်းကြပါစေ